ဆောင်ရသည်ရောက်ရှိလာတော့မှဖြစ်တာကြောင့်စပေးချောင်းတွေဟာအအေးတံကိုအန်တူနိုင်ဖို့အတွက်အနှွေးထည်တဲ့ဆောင်းတွေအရေးပေါ်လိုအပ်နေတယ်လို့ရခိုင်ကစပေးချောင်းတွေနဲ့ကုညီပေးနေသူတွေကပြောပါရည်ရခိုင်ကစစ်ဘေးရှောင်းတွေဟာမြေလွတ်တွေတောတောင်တွေမှာဝေါ်တာပေါ်လိန်စတွေနဲ့ယာယီတေထိုးပြီးနေထိုင်နေကြရသလိုတချို့ကလည်းစာတင်ကြောင်းဘိုးတို့ကြီးကျောင်းတွေနဲ့ဆွေမျိုးနေဆက်တဲ့အိမ်တွေမှာစုပေါင်းနေထိုင်နေကြရတာပါ စပေးရှောင်းလာရတာကြာလာတာနဲ့အတူစစ်ရှောင်းနေအိမ်တွေဟာလေအမိုးခါရိုးရင်းပြက်စီလာသလိုဆောင်ရသည်ရောက်ရှိလာတော့မှဖြစ်တာကြောင့်အေးတဲ့ကိုအန်တူနိုင်ဖို့စိုးရင်ပူပန်မှုတွေလည်းရှိနေကြပါသည်အမောကပိုင်လန်ကြတော့ထွက်လာကြတဲ့က UL ရအစိုးရကနေပြီးစောက်ပစ်ထားတဲ့အိမ်တွေရှိတယ်ပေါ့အဲ့ဒီအိမ်တွေကလည်းဆိုအဲတနေ့နဲ့ကြတော့အမောတွေမုံတော့ဘူးအမောတွေရတာတွေအဲတချို့စိတ်ဆောင်တွေပြောနေတယ်ကတော့အဲအရင်တော့လာကိုမြင်ရတဲ့ တီပေါ်လားအဲ့လိုအဲမလုံတော့ဘူးကုညီအထောက်ပံ့တွေလေးတော့ရတာတွေကနေတာပေါ့တို့တို့ထွက်လာကလေးကဟိုကဟိုအဝတ်တွေကိုယ်စုံနဲ့လာလာကြတာဆိုတော့အဲဆောင်းတွေလည်းမပါဘူးအဲအနှွေတွေလည်းမပါဘူးဆောင်းရာဒီမှာဆိုတော့အဲအနှွေတွေနဲ့အဲဆောင်းတွေကတော့ပိုပြီးလိုအပ်ပါတယ်ဘာဖြစ်လို့ဆိုတော့အဲကလေးတွေအဲတက်ကြီးပိုင်းတွေဆိုရင်အဲဆောင်းရာဒီအေးအေးတံကိုမခံနိုင်တော့ဘူးပိုပြီးအဲ တဖက်မှာလေရခိုင်ကစစ်ဘေးရှောင်တွေကို AA ရဲ့ HTCO နဲ့ဒေတာရင်းပရာဟိတအဖွဲ့အစည်းတွေကကူညီထောက်ပံ့တာတွေရှိပေမယ့်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပြည်ပအလူချင်းတွေရဲ့ထောက်ပံ့မှုတွေအားနည်းနေတာတွေကြောင့်အကူအညီတွေဆက်လက်လိုအပ်နေစေဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့်ပုံနာကျွန်းလူငယ်အစီအစဉ်ပုံနာကျွန်း Youth Association PYA ကဥဆောင်ပြီးတော့လာမယ့်ဆောင်းရာသီမှာစစ်ပေးဆောင်တွေကိုအနှွေးတင်တဲ့ဆောင်းတွေထောက်ပံ့ပေးနိုင်ဖို့အနှွေးတက်ကူငါတို့အလူဆိုတဲ့ကမ်ပိန်းတစ်ခုကိုအောက်တိုဘာလ9ရက်နေ့ကစတင်ပြီးပြုလုပ်နေတယ်လို့သိရပါတယ်ပုံနာကျောမျိုးနဲ့တခုတည်းမဟုတ်ပဲရခိုင်ဒေသတွင်အရေးပေါ်အကူအညီလိုအပ်နေတဲ့နေရာကစစ်ပေးဆောင်မိသားစု2000လောက်ကိုအနှွေးတွေထောက်ပံ့ပေးနိုင်ဖို့အတွက်ဒီကပ်ဘင်းကိုပြုလုပ်ရတာဖြစ်တယ်လို့သိရပါဗျ။ လာမယ့်ဆောင်းရာသီမှာစစ်ဆောင်တွေအနှွေးဓာတ်ကိုအတူနိုင်ဖို့အနှွေးထစ်တစ်ထည်ကို9000ကျပ်နူးနဲ့ထစ်ဝင်လူတန်းနိုင်ပြီးဆက်တွေ့လူတန်းမယ်ဆိုရင်ပုံနာကျုံ U Association PYA ရဲ့ Facebook page ကနေတဆင်အသေးစိတ်ကိုမေးမြန်းနိုင်တယ်လို့ဆိုထားပါတယ်ဒါရကတော့ဒီကျွန်တော်တို့စစ်ဆောင်မိသားစုနှောင်းကျော်ပေါ့နော်အိမ်ထောင်စုကိုကျွန်တော်တို့ဒီဆောင်အကြီးတည်းအစီထောက်ပံ့ပေးသွားမှာဖြစ်တယ်ခင်ဗျာအဲကမ်ပိန်းရေရှက်ကကြတော့ကျွန်တော်တို့ဒီအော် အရဟတ်ဒေသတရားကြီးစပေးဆောင်ဒီပေါ်တော့ဒီဆောင်းဝါဒီဟိုအေးတယ်ဟိုအန်တူနိုင်ရေပေါ့အေးတယ်မခံစားရစီပြီးတော့နွန်းနွန်းထွန်းထွန်းနဲ့ဒီဆောင်းဟိုဖြတ်တန်းနိုင်ဖို့အတွက်ကျွန်တော်တို့ရေပြီးပြတော့တာဖြစ်ပါတယ်ခင်ဗျာ ရခိုင်မှာစစ်တပ်နဲ့အေရို့တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းနေရဲစွန်ခွန်နေကြရတဲ့စစ်ဘေးရှောက်ဦးရဲ့6သိန်းအထိရှိလာနေပြီးလူသားချင်းစာနာမှုအကူအညီမရရှိတဲ့အပြင်အလို့အကိုင်းရှားပါမှုတဲ့တွေကုံစင်းလုံးမြန်မာမှုတဲ့တွေကိုပါအလူအလဲခံစားနေကြရတာဖြစ်ပါတယ်။ကျမကိခိုင်ပါ။